ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံရဲ့လက်ရှိရှင်တွေလှုပ်ရတဲ့ကောင်လှုပ်ကြည့်လေနိုင်ငံရဲ့စီးရဲပြည်ပကများကိုမဟုတ်ကျွန်တော်ကျွန်တော်ကကုမရောက်တယ်တိုင်းတော်နဲ့နဲ့ကင်ပြောအဖွဲ့ဖြစ်တဲ့အဲမင်းအလဲအောင်ပြဆောမယ်မင်းအလဲဂျူပေါ့လို့လက်မပေါက်နဲ့ကျွန်တော်ပြောတာသိလားလက်ပေါက်ကိုသိမှာအဲယူချက်ဆောက်ပတ်ဝင်များတမ်းမှန်ရောက်လေမြန်မာပြည်ရဲ့ຫນွေဥတော်လန်ရင်းနဲ့ပတ်သက်ပြီး2021ကနေ2023အထိ သုံးလစ်တာကာလရှုမြင်သုံးသက်ချက်တွေကိုကြည့်မယ်ဆိုရင်စစ်တပ်ဘက်ကိုအသာပေးခဲ့ကြတာတွေများပါတယ်မြန်မာနိုင်ငံရေးမှာစစ်တပ်ကိုဗဟုပြုစဉ်းစားသူတွေစစ်တပ်ကိုဖယ်ထုတ်မရဘူးလို့ကြည့်မြင်သူတွေတိုင်းပြည်တည်ငြိမ်အောင်စစ်တပ်ပဲထိမ့်သိမ့်နိုင်မယ်လို့ယူဆသူတွေများတာတာမကစစ်တပ်အာဏာသိမ်းတာကိုလက်မခံသူတချို့ကတော့နေဦးတော်လိုင်းအင်အားစုတွေအောင်မြင်ဖို့မရှိဘူးစစ်တပ်မပြိုကွဲနိုင်ဘူးနောက်ဆုံးစစ်တပ်ပဲအနိုင်ရလိမ့်မယ်လို့ ယူဆကြတာတွေတွေ့ရပါတယ်ဒီမအင်အားစုတွေကမြို့တော်လိုင်းကာလာရောက်မှလက်နက်ကင်ကြပေမဲ့တိုင်းရင်သားလက်နက်ကင်တွေကတော့ရေစီစုဖွဲ့ပြင်ဆင်ပြီးတိုက်ခိုက်လာတာပါတိုင်းရင်သားတစုတစ်ဖွဲ့တည်းမဟုတ်ပဲတိုင်းရင်သားအဖွဲ့အတော်များများကလက်နက်ကင်တပ်ဖွဲ့စည်းပြီးဆွဲဆွဲမြဲမြဲတိုက်ခိုက်လာတာကလည်း မြန်မာလက်နက်ကင်တော်လန်ရေးအတွက်အရေးပါတဲ့အချက်ဖြစ်ပါတယ်။ဒီတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေရဲ့ယက်တီမှုပြင်ဆင်မှုဟာຫນွေဦးတော်လန်ရေးမတိုင်ခင်က အရေးပါတဲ့အခန်းကဏ္ဍမှာမရှိဒါမှမဟုတ်အောင်မြင်မှုရမှာမဟုတ်ဘူးလို့ပြည်တွင်းပြည်ပမြန်မာအရေးသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကသူတို့ရဲ့လှုပ်ရှားနယ်မြေတွေမြို့တွေကိုသိမ်းပိုက်နိုင်လိမ့်မယ်လို့ဘယ်သူကမှမထင်ကြပါဘူး။ဒါပေမဲ့ နှွေဦးတော်လိုင်းပေါ်ပေါက်လာတဲ့အခါမှာတော့အခြေအနေတွေဟာအရင်တွက်ချက်ထားတာတွေကနေလွဲချော်သွားပါတယ်။ပြည်မမှာလက်နက်ကင် တော်လန်တာတွေနေရာအနှံ့ပေါ်ပေါက်လာလို့လက်နက်ကင်တပ်ဖွဲ့ပြင်ဆင်မှုအားကောင်းခဲ့တဲ့တိုင်းရင်းသားဒေသတွေမှာရေစုမှတ်ကိုအလင်းအမြန်ရောက်သွားပါတယ်။လက်ရှိရှမ်းမြောက်ကချင်းချင်းရခိုင်ကရင်ဒေသတွေဟာ2024မှာရေစုမှတ်ရောက်သွားပေမဲ့ ပြီမှမှာတော့ယေຊုမှတ်မရောက်သေးပါဘူး။ဒါပေမဲ့ယေຊုမှတ်မရောက်နိုင်တာတော့မဟုတ်ပါဘူး။အချိန်တစ်ခုယူဖို့ပဲလိုတာဖြစ်ပါတယ်။2025အခြေအနေကိုကြည့်ရင်တရုတ်ကမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကင်တွေကို အပြစ်ရဖိအားပေးပြီးစစ်ကောင်စီကိုအသက်ဆက်ပေးဖို့ကြိုးစားနေပါတယ်။ MNDAA ကိုကန့်ကအပြစ်ရလက်မှတ်ထိုးထားပြီး DNLA တအန်းကတွေ့ဆုံဆွေးနွေးနေပါတယ်။ KIA ကချင်နဲ့ AA ရခိုင်ကိုလည်းစစ်ကောင်စီနဲ့တွေ့ဆုံရေးအတွက်တရုတ်တို့ဆက်လက်ဖိအားပေးနေမှာပါ။ဒါပေမဲ့အတွေ့အကြုံတွေအရစစ်ကောင်စီတည်ရှိနေသဖြင့်သူတို့အတွက်အန္တရာယ်ရှိသလိုစစ်ကောင်စီရဲ့ဂတိကဝတ်တွေကိုလည်းမယုံကြည်ကြလို့တရုတ်အစိုးရအနေနဲ့ထင်တိုင်းမပေါက်ပါဘူး။စစ်ကောင်စီရဲ့တပ်သားဖြည့်တင်းတာစစ်လက်နဲ့နီးပညာမြင့်တာတွေဟာ ဖက်ပေါက်ဖြစ်နိုင်မလားဆိုတဲ့တွက်ချက်မှုတွေကိုလည်းတွေ့နေရပါတယ်။ရိုးရိုးလေးတွေးကြည့်ရင်အတွေ့အကြုံရှိတဲ့စစ်သားဟောင်းတွေနဲ့တောင် နိုင်အောင်မတိုက်နိုင်တဲ့စစ်တပ်ဟာလေ့ကျင့်သားမပြည့်ဝတဲ့အပြင်တက်ကြွမှုမရှိတဲ့စစ်သားသစ်တွေနဲ့ဆိုဒီစစ်ပွဲကိုဘယ်လိုနိုင်အောင်တိုက်မလဲ။လက်ရှိစစ်တပ်ဟာနည်းပညာမြင့် drone တွေညဘက်ထောက်လန်းနိုင်တဲ့ drone တွေစက်တက်လေဒီတွေအစင်းမြင့်လေရင်တွေကိုတုံးလာပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကြဆုံးမှုပိုများလာနိုင်ပေမဲ့လက်နက်ကင်တိုက်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး။လေချောင်းကထောက်လန်းတိုက်ခိုက်တာတွေဟာမြမတပြည်လုံးကိုလည်းလုံနိုင်မှာမဟုတ်ပါဘူး။ပေါ်နေဝင်းကစစ်တပ်ဟာစစ်စည်းကမ်းလိုက်နာမှုကောင်းပြီးတိုက်ရိုက်ခိုက်ရရှိသလိုအများစုကအချင်းပြတ်ချစားတာမရှိဘဲ အရေးအချင်းရှိတဲ့အစိုးရရန်တရားနဲ့လဲပတ်ခဲ့တာပါဘူတန်ရွှေခင်မှာစီးပွားရေးအခွင့်အလမ်းအသင့်အင့်ပွင့်လာပေမဲ့တိုင်းပြည်စီးပွားရေးအတွက် ရေရှိအခြေခံကောင်းတွေမတည်ဆောက်နိုင်ခဲ့ပါဘူးတိုင်းပြည်တွင်းကပုံကံမှုအများစုကိုရင်းချမ်းရေးအပါအဝင်ခေါင်းစဉ်အမျိုးမျိုးအောက်မှာထိန်းထားနိုင်ပေမဲ့စစ်တပ်နဲ့အစိုးရရန်တရားကတော့အဂတိလိုက်စားမှုတွေနဲ့အတော်လေးပြက်စီးနေပါပြီမင်းအောင်လှိုင်ခစ်ကတော့အစိုးဆုံးအခြေအနေပါ တနိုင်ငံလုံးပုံကန်ထကြွနေတဲ့အပြင်စစ်တပ်ရောအစိုးရရန်တရားပါ ထိတ်ဆုံးကနေအောက်ဆုံးအထိအချင်းပြက်ချစားတာအဂတိလိုက်စားတာတွေပြည့်နှက်နေပါတယ်နိုင်ငံရေးစီးပွားရေးစီးရေးတွေအလုံးအရှုံးတွေတစ်ခုပြီးတစ်ခုရင်ဆိုင်နေရပါတယ်ဒီအချက်တွေကိုထောက်ပြနေရတာက လက်ရှိမြန်မာစစ်တပ်ရောအစိုးရရန်တရားပါ ပြတ်သုံးချင်းရေစုမှတ်ကိုဥတည်နေလို့ဖြစ်ပါတယ် လက်နက်ကင်တိုက်ပွဲတွေဟာစကိုင်းမကွေးမန္တလေးပဲခူးအေရဝတီတနင်္သာရီရန်ကုန်စတဲ့ဒေသတွေအထိပြန့်နှံ့လာပါပြီစကိုင်းမကွေးမန္တလေးတနင်္သာရီမှာဆိုရင်တော်လိုင်းတပ်ဖွဲ့တွေရဲ့စိုးမိုးနယ်မြေထိမ့်ချုပ်နယ်မြေတွေများပြားလာပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကမြို့နယ်တရာလောက်ပဲရွေးကောက်ပွဲအရင်လုပ်နိုင်မယ်လို့အတန်ထွက်လာပါတယ်ဒါတောင်မသေးကြပါဘူးပဲခူးနဲ့မကွေးမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစတွေနဲ့လက်တကန်းအကွာအထိတိုက်ပွဲရောက်လာလို့ကပ္ပစဆက်ယုံကစစ်သားတွေကိုတော့စစ်မြေပြင်ဆေလွတ်နေရပါတယ်။ပဲခူးနဲ့ရန်ကုန်လဲမလုံခြုံတော့ပါဘူး။မြို့ပေါ်တိုက်ခိုက်မှုတွေဟာ2023-24မှာကျဆင်းခဲ့ပြီမဲ့2025မှာပြန်လည်မြင့်တက်လာတော့မှာပါ။အစောပိုင်းကာလပြည်မအောင်ကြွမှုတွေကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ယေရှုမှတ်ရောက်အောင်မိထိုးပေးခဲ့တယ်လို့အခုအချိန်မှာ တိုင်းရင်းသားဒေသအောင်ပွဲတွေကပြည်မလက်နက်ကင်တပ်ဖွဲ့တွေကို ပြန်လည်မိထိုးပေးမဲ့အလှည့်ဖြစ်ပါတယ်ပြည်မကိုဥတီလာတဲ့ကချင်းချင်းရခိုင်ကရင်ကရင်နီတို့ရဲ့စေရေးလှူရှားမှုတွေနဲ့ပြည်မတော်လှန်ရေးတပ်ဖွဲ့တွေရဲ့လှူရှားမှုတွေဟာအကျိတ်အနယ်ဖြစ်နေလို့အဆုံးအဖြတ်အဖြေမထွက်သေးပါဘူးဒါပေမဲ့နေမြေသိမ်းမြို့သိမ်းတိုက်ပွဲတွေအဖြစ်ယေရှုမှတ်ကိုပြောင်းလဲလာနိုင်ပါတယ် စစ်ကောင်စီတပ်နဲ့စစ်ကောင်စီရန်တရားရဲ့အကျင့်ပြတ်ချစားမှုအကတိလိုက်စားမှုစီကံမလိုက်နာမှုအကြမ်းဖက်လူရက်မှုတပ်ဖြတ်မှုစတဲ့အကြောင်းအရာတွေကြောင့်စစ်တပ်နဲ့သူ့ရဲ့အုပ်ချုပ်ရေးရန်တရားပြိုကျတာကိုအသက်ဆက်ပေးလို့တဲ့နိုင်ငံကြီးတွေကကူညီရင်လဲမရနိုင်တော့ပါဘူး။ဒါကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့လူလူရဲ့ယေစုမှတ်ကအောင်ပွဲကိုဥတီနေပြီးစစ်တပ်နဲ့စစ်ကောင်စီအုပ်ချုပ်ရေးရန်တရားရဲ့ယေစုမှတ်ကတော့ ပြတ်သုံးခြင်းကိုဥတည်နေတာဖြစ်ပါတယ်